အားလုံးမင်္ဂလာပါမနေ့ကကျွန်တော်မွေဆိုင်နဲ့ပတ်သက်ပြီးတော့မှဗီဒီယိုဖိုင်လေးတစ်ခုတင်လိုက်တဲ့အပေါ်မှာကွန်မန့်မှာကောချက်ပေါက်မှာကောမိခွန်ပေါင်းမြောက်များစွာကိုကျွန်တော်တွေ့ရပါတယ်ဥပမာမေးထားတဲ့မိခွန်တွေကတော့အဖေတူမေကွဲပေါ့တချို့ကလည်းအမေတူဖေကွဲပေါ့နော်တချို့လည်းမောင်နှမ9ယောက်ရှိတယ်3ယောက်ဆုံးတော့ပြီးရှာမရဘူးပေါ့နော်တာသမီတွေတော့ရှိတယ်ဘယ်လိုခွဲဝေရမလဲတချို့ကလည်း အစ္စလမ်ဘာသာဝင်ဖြစ်နေတဲ့အပေါ်မှာလည်းမိထားတာရှိတယ်။အဲဗုဒ္ဓဘာသာဝင်တွေလည်းအများစုမိထားတာရှိတာပေါ့နော်။ဒီပေါ်မှာဥပဒေကြောင်းရာအရာအမွေကိစ္စကအင်မတန်ရှုပ်ထွေးပါတယ်။အများကြီးစာအုပ်တွေဖတ်လေ့လာတွေ့ကြုံနေရလဲဒီအမွေကိစ္စနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အတွေ့အကြုံရဒီအဖြေလေးတစ်ခုကကျွန်တော်ယုံကြည်နဲ့အခုထိကျွန်တော်ရဲ့ client တွေကျွန်တော်ရဲ့ editor လူကြီးမင်းတွေကိုအကြံဉာဏ်ပေးညှိနှိုင်းတာကတော့ လူသားဆန်ခြင်းဆိုတဲ့အဖြေပါပဲလူသားဆန်ခြင်းဆိုတာကအဲရပိုင်ခွင့်တက်ဆိုင်သူတွေအားလုံးကိုစိတ်ရှင်းရှင်းနဲ့ပေးလိုက်ခြင်းဖြစ်ပါတယ်အတွေ့အကြုံကပြောရမစင်တချို့မိသားစုတွေမှာညီကိုမောင်နှမယင်းတွေးရင်းတွေကဥပ္ပတ္တူမကြေမလည်နဲ့တရားစွဲနေရင် ဆုံးမတော့တဲ့လူတွေလည်းတွေ့ဥပါတယ်ဒီလိုအခြေအနေလေးကြည့်လို့ရှိရင်အင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့အခြေအနေလေးကိုကျွန်တော်တွေ့ရတဲ့အတွက်ကြောင့်မလို့အကောင်းဆုံး လူကြီးမင်းတို့ပေးချင်တဲ့အဖြေကတော့လူသားဆန်ခြင်းပါပဲ။ဘာလို့လဲဆိုတော့ရတဲ့ရထိုက်တဲ့လူတွေကမိမိကိုယ်ကိုမိအတိဆုံးပါပေးတင်ပေးထိုက်တယ်လို့ယူဆလို့ရှိရင်ပေးလိုက်တာကလူသားဆန်ခြင်းတစ်မျိုးနဲ့စိတ်ရှင်းခြင်းတစ်မျိုးနဲ့ဘာသာရေးကပြောရင်တော့နောက်ကျောင်းရှင်းတာပေါ့ဗျာ။ဒီဖြေလေးချိုးရှိမယ်ဆိုရင်လိုက်ရင်ရှင်းတဲ့ကူညီပါကြီးစုပေးသူတယောက်ချင်းစီကိုကျေးဇူးထူးတင်ပါတယ်